နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာ ကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမေလာကိုရဲ့တောက်ကြမ်းနဲ့ ရှင်ရောင်းအခရွင့်ခန်းကြီး20ခန်းငယ်17မှ18မာရီဒီတင်ချိုင်းတော်အနာမှာငိုကြွေးလျက်ရက်နေ၏ငိုကြွေးစဉ်ငုံ၍တွင်းနေသူကြည်လင်ကောင်းငင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်ရက်ယေရှု၏အလောင်းတော်မြောင်းရာအရက်ခေါင်းရင်း၌တပါခြေရင်း၌တပါထိုင်နေကြသည်ကိုမြင်လေ၏ထိုသူတို့ကအချင်းမိမ့်မှအဘဲကြောင့်ငိုကြွေးကြသည်နည်းဟုမေးလျင် ကျမတို့၏သခင်ကိုယူသွားကြပြီးဘယ်မှာထားကြသည်ကိုမသိပါဟုပြောဆို၏။ထိုသောဆိုပြီးမှနောက်သို့လှည့်လျင်ယေရှုရက်နေတော်မူသည်ကိုမြင်တော်လဲ။ယေရှုဖြစ်တော်မူသည်ကိုမသိ။ယေရှုကလည်းအချင်းမိမ့်မှအဘဲကြောင့်ငိုကြွေးသည်နီ။အဘဲသူကိုရှာသည်နီဟုမေးတော်မူ၏။မာရိကသင်သည်သူ့ကိုဆောင်းသွားသည်မှန်လျင်အဘဲမှာထားသည်ကိုကျမအားပြောပါ။ကျမယူပါမည်အရှင်ဟု။ ထိုသူကိုဥယျင်ဆောင်ဖြစ်သည်ဟုထင်မှတ်ရဆို၏ယေရှုကလည်းမာရိဟုခေါ်တော်မူ၏မာရိသည်လဲ၍ရဘုနီဟုထူးလေ၏ရဘုနီအနက်ကအရှင်ဖျားဟုဆိုလိုသည်ယေရှုကလည်းငါ့ကိုမဖက်နေအောင်ငါသည်ငါ့ခမည်းတော်ထံသို့မတက်ရသည်ငါညီတို့ရှိရာသို့သွားလော့ငါသည်ခမည်းတော်ဒီဟုသောသင်တို့၏ခမည်းတော်ငါ၏ဖျားသခင်ဒီဟုသောသင်တို့၏ဖျားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကိုကြားပြောတော်ဟုမိန့်တော်မူသည်နှင့်အညီမာဂဒလမာရိသည်တွား၍မိမိသည်သခင်ကိုတွေ့မြင်သည်ကို၎င်းထိုသောမိန့်တော်မူသည်ကို၎င်းတပည့်တော်တို့အားကြားပြောလေ၏မိမိသည်သခင်ကိုတွေ့မြင်သည်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး20အခန်းငယ်18 ချစ်ချင်းမေတ္တာဤကြီးမားသောအံ့ဩဖွယ်ကန္တဝင်အားကစားစိတ်ကူးရင်ရုပ်ရှင်အိမ်မက်ကစားကွင်း Field of Dreams တွင်စက်ကောင် Ray Kinsella သည်သူ၏ကွယ်လွန်သူဖခင်ကိုအားကစားသမားတဦးအဖြစ်ဆုံတွေ့ခဲ့ရသည်ဖခင်ကိုပထမဆုံးအချိန်တွေ့သောအခါ Ray ကသူ့ဇနီး Annie အား ။သူ့ဘဝခြုံခြုံကျသွားတဲ့အချိန်ကြမှသူ့ကိုတွေ့ခဲ့ရတယ်။သူ့ကိုကြည့်ပါအောင်။ငါသူ့ကိုဘာပြောရမလဲဟုမှတ်ချက်ပေးသည်။ထိုဇဝင်ကန်းကမေးเสียရှိလာသည်။ယခုတွင်သေဆုံးသွားပြီဖြစ်တော်လဲမိမိချစ်ခဲ့ရသူတဦးကိုတဖန်အားပြည့်တမာနေသူအဖြစ်ပြန်တွေ့ရလျင်မြည်တို့ဖြစ်မည်နီ။သခင်ယေရှုသေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် သူကိုပထမဆုံးအကျင့်တွေ့ခဲ့သည့်မာဂဒလမာရိသည်ထိုအတွေ့အကြုံကိုရရှိခဲ့သည် မာရိသည်သင်္ချိုင်းကူအလွတ်ဘေးတွင်ငိုကြွေးနေပြီးသူမှလှည့်ကြည့်သောအခါယေရှုရပ်နေသည်ကို မြင်တော်လဲယေရှုဖြစ်တော်မူသည်ကိုမသိအဘဲကြောင့်သခင်ကိုသူမမှတ်မိသည်နီသူမ၏မျက်ရည်ကြောင့်များလားသို့မဟုတ်မိုးမလင်းသေး၍လား ဖြစ်နိုင်ခြေပုံများသည်မှာသူမသည် သခင်ယေရှုကိုနောက်ဆုံးမြင်ခဲ့ရသောအချိန်တွင်သူသည် သွေးတန်ရဲရဲနှင့် ရိုက်နှက်ညှဉ်းပန်းခံရကာတည်ဆုံးခဲ့ခြင်းကြောင့်ဖြစ်မည်သခင်အားအသက်ရှင်လျက်ပြန်တွေ့ရန်သူဆိုးဆင်းမြမျော်လင့်မထား၍အမခံထူးမြတ်သော သခင်၏ရှင်ပြန်ထမြောက်ခြင်းအမှန်တရားကိုလက်ခံနိုင်ရန်အချိန်ယူခဲ့ရသည် သို့သောထိုနေရာတွင် သခင်ယေရှုသည် မပုတ်ပြက်နိုင်သောထမြောက်ခြင်းဖြင့်ထမြောက်ခဲ့သည် ထိုအချိန်တွင် သခင်ကသူမ၏အမည်မာရိဟုခေါ်တော်မူလျင်သူမသည်သခင်အားသစ္စာရှိသောမိတ်ဆွေနှင့်ရဗ္ဗိဆရာအဖြစ်သာမက ရှင်ပြန်ထမြောက်သော အသက်သခင်အဖြစ်လည်းအတိမှတ်ပြုခဲ့သည် သူ၏အံ့ဖွယ်အမှုများဖြင့်ကျွန်ုပ်တို့အားအလွန်အံ့အားသင့်စေသည့်နိလန်းများ ဖျားရှင်၌အမြဲရှိသည်တခင်ဖျားဤတည်ခြင်းကိုအောင်နိုင်ခြင်းသည်ကျွန်ုပ်တို့အားလုံးအတွက်အကြီးမားဆုံးသောအံ့ဩဖွယ်ရာပင်ဖြစ်တော်သည်ဖျားသခင်ကသင်ကို မိသို့အံ့ဩစေခဲ့သည်။ယနေ့ကိုတော်ဤကျင်နာခြင်း အကြောင်းကိုမိသူတဦးတယောက်အားသင်မိတို့ဝေမျှနိုင်မည်နီ။အဘအဖဖျားသခင်ယေရှုကိုတည်ခြင်းမှထမြောက်စေခြင်းအတွေ့ကိုတော်ကိုချီးမွမ်းပါ၏။ယနေ့ကိုတော်ပေးသောအသက်ဖြင့်ဘဝရှင်သန်နေထိုင်ရန်မဆတော်မူပါ။ သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။